စတာလင်ဘောင်စစ်တပ်သန်းတန်ကြီးရှိတဲ့ရုရှားမိအရဟင်ကို ယူကရိန်းကဒရုန်းနဲ့ပစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။ယူကရိန်းဒုတက်တွေကနစ်စနစ်တဲ့ရုရှားအားထားနေရတဲ့ပေါင်စစ်တပ်သန်းတန်ကြီးရှိတဲ့မိအရဟင်ကိုဒရုန်းတစ်ခုနဲ့ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်းအဲ့ဒီဒရုန်းမှာတပ်ဆင်ပေးတဲ့ကင်မရာရုပ်သံမှတ်တမ်းနဲ့ပါ ထုတ်ပြန်ကြုံဝါသွားပါတယ်။ဒီဗီဒီယိုမှာရရှာနိုင်ငံတွင် Rostov Oblast ဒေသမှာပြန်တန်းနေတဲ့မိအိယဟရင်ကိုဒရုန်းကအနီးကပ်တိုးဝင်သွားပြီးဖောက်ခွဲရာ မီလုံးကြီးဖြစ်တဲ့ရဟရင်တစည်းလုံးပေါက်ကွဲပြတ်ကျသွားတာတွေ့ရပါတယ်။ယူကရိန်းလက်စစ်နေပညာစီရေးထူးတစ်ဖွဲ့ကအောင်မြင်တဲ့မစ်ရှင်ကိုဖော်ဆောင်နိုင်ဖို့ကတိုက်ပွဲစီးမြင်စည်းကမ်းတွေကိုပြောင်းလဲပြစ်နိုင်စွမ်းရှိရမှာဖြစ်ပြီးအကြိမ်ကြိမ်လေ့ကျင့်ခြင်းကအောင်မြင်တဲ့မစ်ရှင်ဖြစ်လာခဲ့တယ်ပြောပါတယ်။ခုလိုရုရှားမီအရေးဟင်းရာပြန်တန်းနေစဉ်ဒရုန်းနဲ့တိုက်ခတ်နိုင်ခြင်းဟာပထမဆုံးအကြိမ်ဖြစ်ကြောင်းလက်ရှိစစ်စင်ဟာအမဲလိုက်စစ်စင်ရဲ့အတွင်ဖြစ်နေတယ်လို့ထုတ်ပြန်သွားပါတယ်။ယူကရိန်းဒုတာဂုဒ်ဘတ်တွင်ကြီးမားတဲ့နီးစနစ်တွေနဲ့အောင်မြင်တဲ့မစ်ရှင်တွေဖော်ဆောင်နိုင်ခဲ့ပါတယ်။ ကာလီဘာခရစ်စတန်ကြီးကိုလူသားအသက်နိုင်တဲ့လေကြောင်းရဲကောက်ွယ်စနစ်စုံလက်တဲ့နဲ့ရဟယင်ပေါ်မှာပြစ်ချပြခြင်းရုရှားရဲ့ကာမီကာဇီဒရုန်းကိုလည်းရဟယင်ပေါ်မှာပြစ်ချပြခြင်းနဲ့ထုတ်ပြန်ပါလေ။ဒါအပြင်ယူကရိန်းပြည်ညာဆိုင်ရာအထူးတပ်ဟာပူတင်ဘက်မှဘသူမှတားမရနိုင်လို့ကြွေးကြော်ထားတဲ့ခင်ဇက်တုံးကြီးစကူလုံးကိုလည်းဂျမားစနစ်မှာဒုံးကြီးရဲ့လေကြောင်းလမ်းညွန်ထိန်ချုပ်မှုစနစ်ကိုပြက်စီတဲ့ဒီလက်နက်တွေနဲ့ပြစ်ချပြနိုင်ခဲ့တာကိုလည်းဂုံယူစွာထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ ။ဒါအပြင်မော်စကိုဒေသမှာရှိတဲ့ပူပေးစနစ်နဲ့ကြီးစားလေးစစ်တာအဖြစ်စုံကိုလည်းယူကရိန်းရဲ့မောင်းသူမဲ့ဒရုန်းတွေနဲ့တိုက်ခတ်ခဲ့လို့မိလောက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ရတအဘိကွန်ရကိုရေးပေါခွင့်ပြုပူပေးစနစ်တွေအတွက်မိုဘိုင်းယူနစ်တွေကိုတုံးခဲ့ရကြောင်းမော်စကိုအုပ်ချုပ်ရေးမှူးကပြောပါတယ်။ယူကရိန်းဒရုန်းတွေကခရမလင်နန်တော်ရဲ့အရှိတ်85မိုင်အကွာလောက်မှာရှိတဲ့ရှတူရတအဘိစေယုံကိုတိုက်ခတ်ခဲ့တာပေါ့။ဒရုန်းတစ်ချို့ကိုလေကြောင်းကဝေးတတိကဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ drone တချို့ကတော့တအားပစ်စရုံနဲ့မြေပေါ်ကြားရောက်ပေါက်ကွဲပါတယ်။စေုံမှာမီလောက်မှုဖြစ်ပြီးခုတော့မီးထိန်ချုံနိုင်ပြီလို့ဆိုပါတယ်။တအားပစ်စရုံရှိတလုံးကို65စတရီယမ်မီတာခန့်ရှိတဲ့ transformer သုံးလုံးမီးဆွဲလောင်ခဲ့တယ်လို့အရေးပေါ်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။အရန်တအားပစ်စနစ်ဖွင့်ထားပြီးဖြစ်ကြောင်းနဲ့စောင်းကာလာပူချင်းကြာစင်းပြီးအေကဲလူနီပါဖြစ်နေတဲ့အတွက် mobile ဥပဒေစနစ်တွေကိုအသုံးပြုဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ရုရှား စစ်မြေပြင်ခြေအနေအထူးစွန့်လွတ်ပွဲတွေမှာတော့ရုရှားသမ္မတပူတင်ကိုလူရသည်စစ်စင်ရေးတွေဟာအထူးအောင်မြင်နေပြီလို့ရုရှားစစ်ဦးစီးချုပ်ကပြောပါတယ်။စစ်သည်နာပီကျော့ပူတင်ရဲ့ဦးဆောင်ညွှန်ကြားမှုနဲ့လူရသည်စစ်စင်ရေးတွေကိုအောင်မြင်စွာဆင်နွှဲနိုင်ကြကြောင်းရုရှားကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျီဗရာရီဂရာဇီမော့ကအစင်ခံကြောင်းရုရှားသတင်းတွေကတော့ဖော်ပြပါတယ်။အောင်မြင်မှုတွေရခဲ့တယ်တဲ့လူရသည်စစ်စင်ရေးတွေကိုခြေခံပြီးတဲ့အထူးစစ်စင်ရေးဇုံအတွင်းမှာသမဂတခြားဒေသတွေမှာပါစစ်ရေးအောင်မြင်မှုတည်တာတိုးတက်မှုရှိအောင်ဆွေးဆောင်နိုင်ကြကြောင်း ဒါဟာပူတင်ရဲ့ဥဆောင်လမ်းပြမှုကြောင့်လို့ဂရာစီယန်ဘော့ကလည်းဆိုပါတယ်ကိုပရီယန်စ်ဒေတာကိုလွတ်မြောက်အောင်လုပ်နိုင်ပြီဖြစ်တယ်လို့ရှေ့ဆက်ချီတက်တိုက်ပွဲဝင်နေတယ်လို့လည်းဂရာစီယန်ဘော့ကပူတင်ကိုတင်ပြခဲ့ကြောင်းရုရှားဆိုရသတင်းတွေကအကုန်ဝင်ကြောစွာဖော်ပြနေပါတယ်လက်ရှိမှာတော့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုရုရှားကလည်းပြန်လည်တုံ့ပြန်နေနေတဲ့ drone စစ်မောင်းတရာကြောင့်လည်းရုရှားကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရုရှားက drone 115စင်းနဲ့တိုက်ခိုက်ရမှာ65စင်းကိုမိမိတို့ဘက်ကပြစ်ချနိုင်ခဲ့ကြောင်းယူကရိန်းလက်တက်ကသတင်းထုတ်ပြန်ပါတယ် ဒရုန်းရှင်းစင်ဟာပြတ်မတ်တည်းရောက်မလာပဲပြစ်ချနိုင်ခဲ့တဲ့ဒရုန်းတွေကတော့ချာလီဟတ်နေဘရိုကာကီနဲ့အိုဒဇာဒေတာကလူနေအိမ်တွေနဲ့စီးပွားလုပ်ငန်းတွေကိုထိမှန်ဖျက်ဆီးခဲ့တယ်ဆိုပါတယ်။ဇာပိုရီဂျာဒေတာတွေကိုလည်းပယ်ထင်းလေကြောင်းမိုးနေတဲ့တိုက်ခိုက်ခဲ့ကြောင်းယူကရိန်းလေတပ်ကသတင်းထုတ်ပြန်ပါတယ်။အဲဒီလိုမျိုးရုရှားဘက်ကဘုံကျတဲ့ခိုင်ရမှာအရက်သား9ဦးထပ်မင်းနဲ့တေဆုံးခဲ့ရတယ်လို့သိရပါတယ်။